ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကိုကျောင်းအောင်ဆန်းဆိုတာနဲ့မြန်မာပြည်ရဲ့လွတ်လပ်ရေးဖခင်လူသားကောင်းဆောင်ကြီးလို့လူသိကြပြီးတော့အလုံးစုံဆိုတာနဲ့ကိုကျောင်းကိုတက်ခဲ့တဲ့လူယုံမာကြီးဖြစ်အားလုံးကသိရှိကြတယ်ကျွန်မငယ်ချင်းကကျောင်းသားဘဝမှာကျွန်တော်တို့တငယ်ချင်းတွေဇကနိုင်လူတဲ့ခါအလုံးစုံမျိုးကြီးလို့ပြောခံရတယ်ကျွန်မဆက်ဆက်ခံအောင်လာခဲ့ကျွန်မကလုံးစုံကိုမုန်းခဲ့ ကလုံးစော်ကြီးဘုံကျုပ်ကိုတက်ခဲ့တဲ့လူယုံမာကြီးဖြစ်တယ်လို့ကျောင်းကငယ်စဉ်ကအတိညာနဲ့နှလုံးသားမှာအဲ့ဒီလိုပဲသိခဲ့တယ်။ဒါပေမဲ့ကျွန်မအရွယ်ရောက်လာတဲ့အခါမှာကလုံးစော်ဟာဟီရိုမဟုတ်ဘူးဆိုရင်တော့မှဂျီရိုမဟုတ်တာသိကြတယ်။ဒီဒီတစ်ခုဒီအတိတစ်ခုကျွန်မရလိုက်တယ်။နော်ကလုံးစော်ဒီကျွန်မတို့တာယာဘီနဲ့ဒါဖြစ်တယ်လို့နော်ကျွန်မတို့မြန်မာနိုင်ငံရေးတမိုင်းမှာကလုံးခွဲခံတာနှစ်ယောက်ရှိပါတယ်။ကလုံးဆရာဆန်ကလုံးစော်ကလုံးဆရာဆန်ဆိုလို့ရှိရင်လေတာမှုတက်တမိုင်းရေးနဲ့ပတ်သက်ပြီးတော့နော် ကျိုးပေးကွက်မြက်ခံရတယ်။ခလုံးစိုးဒီလည်းပဲကျိုးပေးကွက်မြက်ခံရတယ်။နော်ခလုံးရှားပြားဆိုလို့ရှိရင်လည်းနောက်ဆုံးသူ့ကိုကျိုးစင်တန်ကနီးထောင်ထဲကထုတ်လာတဲ့အချိန်မှာမျိုးပါတာတာနာကြီးပွားတိုးတက်ကြောင်းလှုပ်ဆောင်မိလို့ငါကုလို့ကျိုးပေးခံရတာ哦။ဒုက္ခဖြစ်ငါသတ်မှတ်တယ်။အဲ့ဒီလိုပြောခဲ့တယ်။ကျိုးပေးအံဆဲဆဲစင်ပေါ်မှာကျိုးပေးတော့မယ့်အချိန်မှာတော့မှသူ့ရဲ့ကျိုးပေးကွက်မြက်မှုကိုလာကြည့်တယ်။ကိုယ်လိုနေချက်ခေါင်းဆောင်နေရဲ့မျက်လုံးမျက်နှာစစ်စစ်ကြည့်ပြီးတော့ ဖြစ်လျာဘဝမှာနေချင်းအင်္ဂလိပ်ကိုနိုင်ရတော့ကိုဖြစ်ရပါလို့ဣလို့အေးရတော့ကြွေးကြော်ပြီးစူတောင်းပြီးတော့ဂျိုးပေးကိုနဲ့ခံခဲ့ရတယ်။ဒါကလုံးရှားစဲနော်ဂျိုးပေးကိုနဲ့ခံရတယ်။ကလုံးစိုးဒီလည်းဂျိုးပေးကိုနဲ့ခံရတယ်။ဆိုတော့ဒါမဲ့မေလာရှိရနေသည်ကလုံးစိုးဂျိုးပေးကိုနဲ့ခံရတဲ့နေဖြစ်တဲ့အတွက်ကျမကလုံးစိုးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးညွှန်ပြချင်ပါလိမ့်။ဒါမှမဟုတ်ကျမပြောခဲ့တဲ့အတိုင်းပဲ ဘလို့ဥစ္စာဟာဟီရိုမဟုတ်ဘူးဆိုရင်ဂျီရိုမဟုတ်တာဘာကြောင့်ပေးချာနေလဲလို့မေးရင်ဘုရားအောင်ဆန်းကျွန်တော်တို့တိုင်းပြည်အတွက်ဘာမှလုံမပေးနိုင်ခင်ကျောင်းသားဘဝအရွယ်မှာတည်းဘလို့ဥစ္စာဟာဒေါက်တာဘာမို့လို့နော်ဒေါက်တာဘာမို့ဆိုတာမြန်မာပြည်ရဲ့နိုင်ရင်ဝင်နိုင်ရင်ဝင်ဒေါက်တာဘာမို့လို့ပုံကုမျိုးနဲ့ရန်ကုန်တက္ကသိုလ်မှာဒေဗိတ်လုပ်ပြီးတော့စကားဆက်ထိုးနိုင်တဲ့အနေအထားတည်ရောက်နေပြီဖြစ်တယ်ဒါတာဘာမို့လို့ပုံကုမျိုးကိုစကားဆက်ထိုးပြီးဒေဗိတ်လုပ်နေတဲ့အချိန်မှာ ခလုံးဥစောအဲ့ဒီလိုလှောက်ဆောင်နေတဲ့အချိန်မှာဗိုလ်ချုပ်အောင်ဆန်းဒီတာမင်တက္ကသိုလ်ကျောင်းသားတယောက်ပဲရှိသေးတယ်။ဒီညမှာဗိုလ်ချုပ်ကိုနှိမ့်ချပြီးပြောဆိုခြင်းမဟုတ်ပဲနဲ့ဗိုလ်ချုပ်အရင်နဲ့ခလုံးဥစောဟာတိုင်းပြည်အတွက်စားဆောင်ပေးနိုင်ရည်လေလို့ဆိုလိုခြင်းဖြစ်တယ်။နောက်ထပ်ကဗိုလ်ချုပ်အောင်ဆန်းကကျောင်းသားဘွားကျောင်းသားဘွားကနေပြီးတော့တက္ကသိုလ်ဥက္ကဋ္ဌတက္ကသိုလ်ကျောင်းသားများတမကဥက္ကဋ္ဌဘာကတာနော်ဗမာနိုင်ငံလုံးဆောင်ကကျောင်းသားများတမကဥက္ကဋ္ဌဘာကတာဥက္ကဋ္ဌတက္ကသိုလ်ဥက္ကဋ္ဌလှုပ်ဆောင်ခဲ့ပြီးတော့နောက်တစ်ချိန် နိုင်ငံရေးလုပ်တော်မဲ့အခါမှာဗိုလ်ချုပ်ဒီဒီတောင်းသားတမကခေါင်းဆောင်ရာထူးကနှုတ်ထွက်ပြီးတော့ဘုဘမှာအစည်းအရုံးကိုဝင်ပြီးသခင်အောင်ဆန်းအမည်ကိုခံခဲ့တယ်။ဒီနေရာမှာကျွန်တော်တို့တန်ခမ်းစာယူရမယ့်အချက်ကတောင်းသားနဲ့နိုင်ငံရေးကိုရောထွေးမိမယ်နဲ့ဗိုလ်ချုပ်ဒီတောင်းသားဘုဘမှာတောင်းသားတမကခေါင်းဆောင်လုပ်ခဲ့ပေမယ့်နိုင်ငံရေးလုပ်တော်မဲ့အခါမှာတောင်းသားတမကရာထူးကနှုတ်ထွက်ပြီးတော့ဘမနိုင်ဘုဘမှာအစည်းအရုံးမှာသခင်အောင်ဆန်းဘွယ်အမည်ခံခဲ့တယ်။ ဆိုတော့လက်ရှိမှာចောင်းသားနိုင်ငံရေးကိုရောထွေးနေပြီးတော့စံဖြူသွားကျိုးနေတာတောင်မှမင်းကူကူမိမိចောင်းသားခေါင်းဆောင်မှာဆိုပြီးရောရာသက်ပံចောင်းသားအိုကြီးလုံနေတဲ့မင်းခုနိုင်လို့လူမျိုးကိုမင်းဘုတုတ်ကရင်ဝါကိုဖောင်းနဲ့ဆောင်ကန်နေမယ်လို့ကျွန်မထင်နေတယ်။ဒီလိုမျိုးចောင်းသားយ៉ាងយ៉ាងနိုင်ငံရေးយ៉ាងយ៉ាងရောထွေးပြီးတော့ကျမတို့ပြည်သူတွေကိုနိုင်ငံရေးမှိုင်းတိုင်နေတဲ့လူတွေကိုလည်းကျမတို့တတိထားဖို့လိုနေတယ်။ဒါကဘုတုတ်ကနေပြီးရေဘုတုတ်ကနေတစင်ကျမတို့ရခဲ့တဲ့တင်ငန်းစာတစ်ခုဖြစ်တယ်။နောက်နောက်ဘုတုတ်နဲ့ပတ်သက်လို့ မတို့အာထင်မြင်လွဲမှောက်မှုတွေပြောဆိုမှုတွေရှိတယ်။အဲ့ဒါဘာလဲဆိုတော့ပင်လုံစာချုပ်မှာဗိုလ်ချုပ်အောင်ဆန်းဟာနောက်ဆယ်နှစ်ကြာမှာခွဲထွက်ခွင့်ပေးခဲ့တယ်ဆိုတော့လွယ်လင့်တကူပြောဆိုနေကြတဲ့စကားတွေတကယ်တမ်းပင်လုံစာချုပ်မှာပေါ့အောင်ဆန်းအတလီစာချုပ်မှာပေါ့အဲ့ဒီလိုမျိုးနောက်ဆယ်နှစ်ကြာမှာခွဲထွက်ခွင့်ဆိုတာမျိုးတိကျစွာပြဋ္ဌာန်းထားသလားလို့ရေးတဲ့အခါဝေဝါးသွားကြတယ်။ကျော်ခင်ဗျားတို့ကိုရိုးရိုးရှင်းရှင်းပဲမေးမယ်။ပင်လုံစာချုပ်ဆိုတာကတိုင်းရင်းသားတွေကိုပြည်နယ်ပေးမယ်တိုင်းရင်းသားတွေကိုပိုပါအုပ်ချုပ်ခွင့်ပေးမယ် တိုင်းရင်းသားတွေကိုဒန်းတို့ခွင့်ပြုပေးမယ်။တိုင်းရင်းသားတွေကိုဗမာရေကနှိဖိနှိပ်ထားတဲ့အတွက်တိုင်းရင်းသားအခွင့်အရေးထက်ပေးမယ်ဆိုပြီးတော့အချုပ်ဆိုတဲ့စာချုပ်လာ။ကျွန်မမိခြင်းနေ။ကျွန်မကနိုင်ငံရေးလို့ရေးကြီးစွာပြောတဲ့အတွက်ကျွန်မကိုလည်းနိုင်ငံရေးလို့ရေးကြီးစွာတုံ့ပြန်ဖို့ကျွန်မပြောလေးနေ။ဆိုတော့ပင်လုံစာချုပ်ကတိုင်းရင်းသားအခွင့်အရေးတဲ့ချုပ်ဆိုတဲ့စာချုပ်မဟုတ်ဘူး။ရွေးချယ်ပါရဲ့။ပင်လုံစာချုပ်ဒီကျမတို့ကြုံဘွားကနေပြီးတော့လွတ်မြောက်အောင်ပြီးမှလည်းတောင်းတဲ့ပို့ပေါင်းပြီးတော့လွတ်လည်ရည်ယူမယ်ဆိုတဲ့စာချုပ်သာဖြစ်တယ် ဒါကြောင့်မလို့ဒီနောင်ဆယ်နှစ်ကြာ quad traffic ဆိုတာကဗိုလ်ချုပ်ရဲ့အနိုင်ခံရေးဂရိကဝတ်နိုင်ခံရေးအမခံချက်ပေးခဲ့ခြင်းဖြစ်တယ်။ဒါအပြင်ပြည်လုံးစာချုပ်မှာကပြရပြီနဲ့ပြင်ပြီနဲ့ချင်းပြီနဲ့ရေလို့အတိအကျမပါဘဲနဲ့ယာယီသဘောတရားအရာအမှတ်ထားပြီးတော့အကဲ၍အချင်းပြီနဲ့ဖွဲ့စည်းခြင်းတဲ့အခါတရားပြည်နဲ့တက်မဲ့ချင်တဲ့အခါချင်းပြည်နဲ့တီထောင်ချင်တဲ့အခါမှာတိုင်းပြည်ပြည်ပြည်လွတ်တော်ကနေပြီးသဘောထားခံရမယ် လွတ်တော်မှာဆွေးနွေးဆုံးဖြတ်ပြီးတော့အဲ့ဒီဒေသတွင်းမှာရှိတဲ့ဒေသခံပြည်သူလူထုရဲ့သဘောထားစစ်တမ်းကောက်ယူပြီး85ရာခိုင်နှုန်းအထက်ကလက်ခံမှပြည်내ဖြစ်သတ်မှတ်လို့ရမယ်ဆိုတာအတိအလင်းပါရှိတယ်။ဆိုတော့လက်ရှိမှာပင်လုံစားချုပ်ရာကျွန်တော်တို့ပြည်내လူချင်းနဲ့တိုင်းရင်းသားအခွင့်အရေးလိုချင်ပါတယ်ဆိုပြီးတော့ငြိချဲ့နေတဲ့ကရင်တဘုံငယ်ချဲ့အချမ်းဖတ်တွေရဲ့တို့တို့ကြွကြော်နေတဲ့ကော်တူးလီနိုင်ငံတော်ဆိုတာက ပင်လုံစာချုပ်မှာပါတဲ့ KNP နဲ့အကြံဦးထက်၄စာလောက်ကျင်နေပြီဖြစ်တယ်။ဒါကြောင့်မလို့ပင်လုံစာချုပ်ကိုအကြောင်းပြပြီးခရင်သဘုံကြီးကနေချဲ့နေကြတယ်ဆိုတော့ကျမတို့မြမလူငယ်တွေကျမတို့ဗမာလူမျိုးတွေကနားမလည်တဲ့အတွက်ဗမာငပိန် PDF တွေဟာလက်ရှိမှာကိုတူလီနိုင်ငံတော်ဆိုတဲ့နိုင်ငံတစ်ခုတည်ထောင်ရေးအတွက်အသေးခံတိုက်ခတ်ပြီးနေအောင်ပြရတယ်။နောက်တစ်ချက်ကဘုရုပ်ဒီလက်ရှိနေတာရှိနေခါတဲ့က1940ခုနှစ်ကအုပ်ကြီးရွှဲခဲ့တဲ့ ၄၀ကျော်ခြေကောင်းတည်ရပုံမှန်10မှာဘာပါလဲဆိုတော့နိုင်ငံတဝန်းလုံးမှာနိုင်ငံသားဟူ၍အမျိုးတွေပဲရှိရမယ်ဆိုလိုရင်းမှာပြည်ထောင်စုအဖွဲ့ဝင်များဟူနိုင်ငံသားဟူ၍မရှိသေးရပြည်ထောင်စုမြန်မာနိုင်ငံသားအမျိုးတွေပဲရှိရမယ်ဆိုလိုချင်တာမြန်မာနိုင်ငံကိုပြည်ထောင်စုမြန်မာနိုင်ငံခေါ်ပြမယ်ပြည်ထောင်စုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားပဲရှိရမယ်တချင်လူမျိုးမြန်မာနိုင်ငံသားတရင်လူမျိုးမြန်မာနိုင်ငံသားချင်းလူမျိုးမြန်မာနိုင်ငံသား ပြည်ထောင်စုနိုင်ငံမြန်မာနိုင်ငံသားတမျိုးတည်းပဲရှိရမယ်ပြည်ထောင်စုအဖွဲ့ဝင်များဤကချင်နိုင်ငံသားမရှိရပြည်ထောင်စုအဖွဲ့ဝင်များဤကရင်နိုင်ငံသားမရှိရပြည်ထောင်စုအဖွဲ့ဝင်များဤရခိုင်နိုင်ငံသားဟုလည်းမရှိရအတိအလင်းပေါ်ပြပါရှိတယ်အားကြောင့်မို့လို့ဘိုးချုပ်ဟာဘယ်တော့မှမပြည်ထောင်စုကိုအစိမ့်စိမ့်မောင်းမောင်းပြိုကွဲစေမဲ့ Federal တို့ Confederate တို့အားမပေးခဲ့ဘူးဆိုတာပေါ့လေဒီချက်ကိုကျမတို့ကောင်းစွာသင်ခန်းစာယူတတ်ဖို့လိုအပ်တယ် ။နောက်ပြီးထားပြီးနောက်တစ်ခုကပြည်အောင်စုမြန်မာနိုင်ငံလို့1940ပေါ်အခြေခံဥပဒေမှာလည်းကဘုရုပ်ကိုယ်တိုင်ရေးဆွဲပြထားခဲ့တယ်။လက်ရှိ2008မှာဆိုလို့ရှိရင်ကျမတို့ပြည်အောင်စုတမရမြန်မာနိုင်ငံခေါ်တွင်နေ။ဒါပေမဲ့မြန်မာနိုင်ငံကိုဗမာနိုင်ငံဗမာပြည်လို့သုံးနှုန်းပြီးတော့ဗမာနဲ့တိုင်းသားတွေခြားမှာရည်ရွယ်ချက်ရှိရှိသက်ရှူအွေးခွဲနေကြတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီလူတွေထဲမှာဘိုးချုပ်သမီးလို့အမိခံတဲ့ဒေါ်စန်းစုကြည်ပါတယ်။ထိတ်ဆုံးတာပါတယ်။ ဗိုလ်ချုပ်သမီးဆိုပေမဲ့ဗိုလ်ချုပ်စိတ်တဲ့ဇက်လေးမှမရှိတဲ့ဒေါ်ဟောင်းဆန်းစုကြည်ပါ။ဘာကြောင့်လဲဆိုတော့ဒေါ်ဟောင်းဆန်းစုကြည်ပါဇက်ကအမားနဲ့မြမကိုအခွဲခွဲခြားခြားမပြောဆိုဘဲနဲ့မြမသည်ကချင်းပြားကရင်ချင်းအားလုံးပါဝင်တဲ့နိုင်ငံတစ်ခုဖြစ်ပြီးဗမာသည်လူမျိုးဖြစ်တယ်ဆိုတာကိုဖုံးကွယ်ဗမာတွေကကြွားလဲကြွားတယ်ကြောလဲကြောတယ်ဆိုတဲ့ဗမာနဲ့တိုင်းရင်းသားတွေခြားရမှာအချင်းမှာဆိုတတ်ရှူတွေးခွဲရတတ်ပြီလေအဲ့ရှိမှလည်း ချို့သောနိုင်ငံရေးတုံ့တက်သူဆိုတဲ့လူတွေကဗမာပြည်ဗမာနိုင်ငံလို့တုံးနေခြင်းတည်းတိုင်းရင်းသားနဲ့ဗမာကြားမှာတွေးခွဲရန်တိုက်ရုံတက်တက်တာဖြစ်တယ်။ဗိုလ်ချုပ်ကိုယ်တိုင်ကပြည်ထောင်စုမြန်မာနိုင်ငံလို့ရေးဆွဲပြထားခဲ့ပြီးဖြစ်တယ်။ကျွန်တော်1940ခုခြေကံဥပဒေ1944ခြေကံဥပဒေ2008ဘကြီးပုံခြေကံဥပဒေဒီအခြေခံဥပဒေ၃ခုလုံးရဲ့ရည်ရွယ်ချက်ကတစ်မျိုးတည်းပဲအနှစ်သာရကတစ်မျိုးတည်းပဲရှိတယ်။အဲ့ဒီအနှစ်သာရကဘာလဲဆိုတော့အဲ့ဒီအနှစ်သာရသည် ပြည်တော်သူမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့အမျိုးသားလူထုရေးတာဖြစ်တယ်။ဒီတဲ့ခေါ်ချေကံဥတွေပါဗိုလ်ချုပ်ပေးတဲ့နောက်ထပ်သင်ခန်းစာတစ်ခုရှိတယ်။ဒါကတော့ဗိုလ်ချုပ်ရဲ့ dark side ကိုပြောတာလေးမြင်။ဒီရှိမှာလူတော်တော်များများဟာဗိုလ်ချုပ်နဲ့ပတ်သက်လို့ကောင်းတဲ့တဲ့တွေကိုသာချီးမွမ်းပြောဆိုလို့ရှိကုန်နဲ့ကျွန်မကတော့ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့အာအများသူကပြောလို့ပြောထားမှရှိရတဲ့အကြောင်းတစ်ခုကိုထည့်သွင်းပြောရလိမ့်မယ်။အဲ့ဒါဘာလဲဆိုတော့အောက်ကလေးတဲ့ခေါ်ချေကံဥတွေရေးဆွဲခြင်းကာလတုန်းက နိုင်ငံရေးမှာဖက်ကြီးပေါ်မှာဘာသာရေးထည့်သွင်းပေးဖို့အတွက်ဘုရားဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းပေးဖို့မျိုးချစ်တန်ကတော့မျိုးချစ်လူပုဂ္ဂိုလ်တွေကသတင်းသားတွေကနဲ့ချင်းထောက်ဆိုကြတယ်။ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းကချီဥ်မှာဘာသာရေးထည့်သွင်းဖို့ကိုအပြင်းအထန်ကန့်ကွက်နေတဲ့အတွက်ကျန်တဲ့ဖားစားပါလာအမတ်တွေကဗိုလ်ချုပ်ကိုကြောက်လို့သူမှမပြောရဘဲညှိနေကြရတယ်။အဲ့ဒီလိုနဲ့ဖားစားပါလာအမတ်ပေါင်းစုံမိလာခံမှာ သတင်းစာရေးကအဲ့ဒီလိုပြောဆိုမှုနဲ့ပတ်သက်လို့ဗိုလ်ချုပ်အောင်ဆန်းဗဇက်ကခွေးဟောင်းတိုင်းခေါင်းထောင်မကြည့်နိုင်ဘူးလို့အဲ့ဒီလိုကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက်ဒီဘုရားဘာသာဝန်နိုင်ငံတော်ဘာသာပြပြထမ်းပြီးဖို့သတင်းစာရေးမှာထည့်သွင်းတောင်းဆိုတဲ့အမျိုးချစ်တန်ကတော့ညချစ်လူပုဂ္ဂိုလ်တွေကအကြီးအကျယ်ပောက်ကွဲကြတယ်ဆိုတော့ဗိုလ်ချုပ်ဗဇက်ကိုယ်တိုင်ကချင်းမှာဘာသာရေးပါတာမကြိုက်တယ်လို့ခွေးဟောင်းတိုင်းခေါင်းထောင်မကြည့်နိုင်ဘူးလို့ကြမ်းစမ်းစွာပြောဆိုခဲ့တယ် ဒါပေမဲ့၄၆ခြေခံဥပဒေမှာဘာသာရေးပြဋ္ဌာန်းခဲ့ပါတယ်။ဘာလို့ပြဋ္ဌာန်းခဲ့တာလဲမေးလို့ရှိရင်အကင်လို့ဘာသာဘာလဥက္ကဋ္ဌဦးလို့နောက်မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ဦးလို့အဲ့ဒီဦးလို့ကနေပြီးတော့ဘယင်ခံနဲ့တွားတွေ့တယ်တွားတွေ့ပြီးတော့အာရလန်နိုင်ငံရဲ့အခြေခံဥပဒေစာအုပ်မှာအာရလန်အခြေခံဥပဒေစာအုပ်မှာဘာသာရေးကိုထည့်သွင်းရေးဆွဲထားတာကိုဘုရုပ်ကိုလာပြပြီးတော့နားထားခဲ့တဲ့အတွက် ဘိုးထုတ်ကလက်ခံပြီးတော့1940ခုခြေကံဝိမှာဘိုးရဘာသာသည်နိုင်ငံသားအများဆုံးကိုးကွယ်ရာဂုံသူဝိဒေသနဲ့တည်ဆောင်သောဘာသာဖြစ်ပါသည်လို့ပြောထားနိုင်ခဲ့တယ်။အဲ့ဒီအချက်ကိုပဲလက်ရှိ2000ဘွဲ့ကြီးပေါ်ခြေကံဝိပုံမှန်36တက်မှာ copy ပြီးတော့အတိအင်းပြန်ပြီးပြထမ်းထားတယ်ဗုဒ္ဓဘာသာသည်နိုင်ငံသားအများဆုံးကိုးကွယ်ရာဂုံတုခုဒေတာနဲ့ပြည်ဆောင်သောဖာလာလို့ပါရှိတယ်။ကျိုးတော့ဗိုလ်ချုပ်ကဇက်ကဗိုလ်ချုပ်ကအခုလိုမျိုး ဒီလိုဥပချိုးလို့မြို့ချစ်တန်းကတော့မြို့ချိုးခေါင်းဆောင်တွေကမြို့ချစ်ခေါင်းဆောင်တွေကဘုရားဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြထမ်းမှုပြောဆိုနေတဲ့အချိန်မှာဘုချိုးဥပဇက်ကရုပ်ရှင်ကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက်ဘုချိုးမှာကိုမျိုးနဲ့အငွေသက်တွေရှိနေသေးတယ်ဆိုတဲ့အမှတ်ချက်တွေဝေဖန်မှုတွေသုံးသပ်မှုတွေလည်းရှိတယ်။ဘာလို့လဲဆိုတော့ဒီဗမာပြည်ကိုမျိုးနဲ့ပါတီတခင်တန်းထုံးလို့အာအာကာဘကိုမျိုးနဲ့တည်တည်ဘုချိုးနဲ့တူတူမြားညင်ကိုဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းဖြစ်တယ်။ဒါကြောင့်မလို့ဘိုးချုပ်မှာကုမျိုးနဲ့အငွေသက်တွေရှိနေတယ်။ဒီချက်ကိုဘာဆောင်ထည့်ပြီးပြောရတာလဲလို့မေးလို့ရှိရင်ဘိုးချုပ်ကကုမျိုးနဲ့အငွေသက်တွေရှိနေသေးတဲ့အတွက်ကုမျိုးနဲ့တင်တဲ့ကောင်းသေးနဲ့မျက်ချီဖြစ်တဲ့ social lead တွေကဘိုးချုပ်ကိုမျက်မှောက်ကျလာတယ်။ဒါကြောင့်မလို့ပဲဘိုးချုပ်အောင်ဆန်းကိုလှုပ်ကြံစဉ်ကာလတုန်းကရန်ကုန်ဘဆွေ social lead ကရန်ကုန်ဘဆွေကလှုပ်ကြံတက်ဖြတ်ခဲ့ပါတယ်ဆိုရဲအမှတ်ချက်တွေပြောဆိုမှုတွေရှင်နေ့နောက်ပိုင်းမှာပြောဆိုလာကြခြင်းဖြစ်တယ် တော်ဒီနားမှာကပ်ပြီးတော့ဂျာပြောစရာမေးစရာတခုရှိတယ်။ဘိုးတို့ကစားကနေပြီးတော့ခွေးဟောင်တိုင်းခေါင်းထောင်မကြည့်နိုင်ဘူးလို့ပြောခဲ့တာ။တေချာလို့လားလို့။ဒီနေ့ကဘယ်စာအုပ်တွေကိုဖတ်ပြီးပြောနေတာလဲလို့။ကျမကိုကတိကက်ဖက်မေးလာကြရှိပါတယ်။ဘယ်ကနေဖတ်ပြီးပြောတာလဲလို့မေးရင်ဝင်ကြီးချုပ်ဦးလုံကိုတာရေးသားထားတဲ့။ငါးနှစ်ရာသီဗမာပြည်ဆိုတဲ့စာအုပ်နဲ့တာတေစနေစားဆိုတဲ့စာအုပ်မှာခင်ဗျားတို့လေ့လာဖတ်ရှုလို့ရပါတယ်။ကိုယ်တိုင်ကစာဖတ်ပါ။ခင်ဗျားတို့စာဖတ်ရင်သိပါလိမ့်မယ်။ဒါဆက်တဲ့ မိကြီးတို့ဦးလူရေးတဲ့စာအုပ်တွေကိုဖတ်မယ်ဆိုရင်မိတာဗလာဒီကောက်ကိုလည်းဖတ်ပြအောင်ဖတ်ပါလို့အချက်ပေးချင်ပါတယ်ဒါကတစ်ချက်နောက်တစ်ချက်ဒါစကိုက်တစ်ခုကလက်ရှိမှာဓာရေးကြတို့စာပြီးဟောပြောပွဲတို့မိခံပြီးတော့သတင်းစိတ်တွေခက်လေရှိတယ်ဘိုးတို့ကသူ့သမီးလေးအောင်ဆန်းစုကြည်ကိုအမွေပေးစရာပံ့ပေးစရာနဂတ်ပံ့ပေးစရာနဂတ်ဖို့မရှိလို့နမောက်ကိုပြန်ပြီး မိခင်ကြီးတော်စုရှိမှတောင်းခင်ရပါတယ်။ဘုတို့ကဒီလိုချိုးချံချွေတာပြီးတိုင်းမီတို့ကိုဖမ်းပုံဆောင်ရခဲ့ပါတယ်ဆိုတဲ့။စာရေးစာမိခင်စာပြီးဟောပြောပွဲအမိခင်အစိတ်ခက်ခဲ့တဲ့နှလုံးသားတွေကိုအုံနောက်တွေကိုအစိတ်ခက်ခဲ့တဲ့လူတွေကြောင့်လက်ရှိမှာဂျေဆက်ဆိုတဲ့လူငယ်တွေလမ်းမရောက်နေကြတယ်။ဆိုတော့အဲ့ဒီလိုပြောခဲ့ပြီးမြင်ဘုကြီးတော်ဟုလူကိုယ်တိုင်ရေးသားတဲ့သူ့ရဲ့ကိုတွေ့သူ့ရဲ့အကြောင်းအရာတွေမှာကြတော့ ဦးလူဒီဖာစာပါလာဥက္ကဋ္ဌဖြစ်စဉ်ခါတော့ကသူ့ရဲ့အိမ်ကိုညနေခင်းမှာဘူဂျုံအောင်ဆန်းနဲ့ဒေါခင်ကြီးအလဲလာခဲ့တယ်။အလဲလာတဲ့ချိန်မှာ secret ဘူးလက်ဆောင်ပေးခဲ့တယ်။ဒေါခင်ကြီးကသူ့ကို secret ဘူးလက်ဆောင်ပေးတယ်။ပြီးတော့ဒီ secret ဘူးကတန် secret ဘူးကအရန်လေးနေလို့ဖွင့်ကြည့်တဲ့အခါမှာဒီ secret ဘူးရဲ့မှာရွှေတင်းကားပြအပြစ်ပါရှိတယ်။သူ့ကိုဖာစာပါလာဥက္ကဋ္ဌဖြစ်လို့လက်ဆောင်ပေးပါတယ်ဆိုပြီးဒေါခင်ကြီးကိုယ်တိုင်ကပေးခဲ့တယ်လို့ဝေကြီးတော်ဦးနှင်းကိုယ်တိုင်ကကြီးသားထားတယ် ဆိုတော့လက်ရှိမှာမောင်သာရှိုးတို့လိုထင်းလင်းဦးတို့လိုဘေလူဝါတို့လိုစာပေဟောပြောပွဲတွေမှာပြောနေတယ်လို့ပန်မေးပြာနက္ကမရှိဘူးဆိုတာကသူတို့ကိုယ်တိုင်ဘုဒ္ဓကိုအမုန်းတင်လွန်ပြီးစစ်တပ်မုန်းကြီးရေလုံနေတဲ့တည်အမှားတွေသာဖြစ်တယ်။သူတို့မှာကျွေးတင်းကားပြားတွေတောင်စီကရက်ဘူးတပူအပြည့်စာ သူများကိုလက်ဆောင်ပေးနိုင်တဲ့ပိုင်းဆိုင်မှုတွေရှိတယ်။ဒါကလည်းကျမတို့သင်္ကန်းစာယူအောင်အချက်တစ်ချက်ဖြစ်တယ်။ဒီချက်ကိုဘာဆောင်ထည့်ပြီးပြောရတာလဲလို့မေးလို့ရှိရင် ကိုတို့ကကိုမျိုးနဲ့အမွေတက်တီရှိနေသေးတဲ့အတွက်ကိုမျိုးနဲ့တင်တဲ့တရောင်းသေးနဲ့မျက်ချီဖြစ်တဲ့ social lit တွေကကိုတို့ကိုမျက်မှုန်ကျူလာတယ်။ဒါကြောင့်မို့လို့ပဲကိုတို့အောင်ဆန်းကိုလှုပ်ကြံစဉ်ကာလတုန်းကရန်ကုန်ဘဆူရီ social lit ကရန်ကုန်ဘဆူရီကလှုပ်ကြံတက်ဖြတ်ခဲ့ပါတယ်ဆိုတဲ့အမှတ်ချက်တွေပြောဆိုမှုတွေရှင်းနေနောက်ပိုင်းမှာပြောဆိုလာကြခြင်းဖြစ်တယ်။ဆိုဒီနောက်မှာကပ်ပြီးတော့ဇာပြောစရာမေးချင်တစ်ခုရှိတယ်။ကိုတို့ကဇက်ကနေပြီးတော့ခွေးအောင်တိုင်းခေါင်းထောင်မကြည့်နိုင်ဘူးလို့ပြောခဲ့တာ။တေချာလို့လားလို့။ဒီနေ့ကဘယ်စာအုပ်တွေကိုဖတ်ပြီးပြောနေတာလဲလို့ ကျမကိုကတိတက်ပဲမင်းလာကြရှိပါတယ်။ဘယ်ကနေဖတ်ပြီးပြောတာလဲလို့မင်းရင်ဝင်ကြီးချုပ်ဦးနှုကိုတိုင်းရေးသားထားတဲ့ငါးနှစ်ရာသီဗမာပြည်ဆိုတဲ့စာအုပ်နဲ့တာတေးစနေစားဆိုတဲ့စာအုပ်မှာခင်ဗျားတို့လေ့လာဖတ်ရှုလို့ရပါတယ်။ကိုယ်တိုင်ကစာဖတ်ပါ။ခင်ဗျားတို့စာဖတ်ရင်သိပါလိမ့်မယ်။ဒါဆက်တဲ့ဝင်ကြီးချုပ်ဦးနှုရေးတဲ့စာအုပ်တွေကိုဖတ်မယ်ဆိုရင်မိတ္တာဗလာဒီကောကိုလည်းဖတ်ပြအောင်ဖတ်ပါလို့အချက်ပေးချင်ပါတယ်။ဒါတစ်ချက်။နောက်တစ်ချက်ဒါစကိုက်တစ်ခုကအဲ့ဒီမှာ ဒါကြီးကြတော့ဇာပြီးဟောပြောပွဲတို့မိခံပြီးတော့သတင်းစိတ်တွေခက်လေရှိတယ်။ဘုရုကသူ့သမီးလေးအောင်ဆန်းစုကြည်ကို အမွေပေးစရာပန်ပေးစရာနဂတ်ပန်ပေးစရာနဂတ်ဖို့မရှိလို့နမောက်ကိုပြန်ပြီးမိခင်ကြီးတော်စုရှိမှတောင်းခေရပါတယ်။ဘုရုကဒီလိုချိုးချံချွေတာပြီးတိုင်းမီတို့ကိုဖမ်းပုံဆောင်ရခဲ့ပါတယ်ဆိုတဲ့။ဇာကြီးကြမိခင်ဇာပြီးဟောပြောပွဲအမိခင်အစိတ်ခက်ခဲတဲ့ နှလုံးသားတွေကိုအုံနောက်တွေကိုအစိခက်ခဲ့တဲ့လူတွေကြောင့်လက်ရှိမှာဂျေဆက်ဆိုတဲ့လူငယ်တွေလမ်းမရောက်နေကြတယ်။ဆိုတော့အဲ့ဒီလိုပြောခဲ့ပြီးမြင်ဝကြီးတော်ဟုလူကိုယ်တိုင်ရေးသားတဲ့သူ့ရဲ့ကိုတွေ့သူ့ရဲ့အเจ้าရည်မှာကြတော့ဦးလူဒီဖာစာပါလာဥက္ကဋ္ဌဖြစ်စဉ်ခါတော့ကသူ့ရဲ့အိမ်ကိုညနေခင်းမှာဘူဂျုံအောင်ဆန်းနဲ့ဒေါခင်ကြီးအလဲလာခဲ့တယ်။အလင်းလာတဲ့ချိန်မှာ secret တူလက်ဆောင်ပေးခဲ့တယ်။ဒေါခီကျသူ့ကို secret တူလက်ဆောင်ပေးတယ်။ ပြီးတော့ဒီ secret ဘူးကတန် secret ဘူးကအရန်လေးနေလို့ဖွင့်ကြည့်တဲ့အခါမှာဒီ secret ဘူးရဲ့မှာရွှေတင်းငါးပြအပြစ်ပါရှိတယ်သူ့ကိုခါစားပါလာဥက္ကဋ္ဌဖြစ်လို့လက်ဆောင်ပေးပါတယ်ဆိုပြီးဒေါခင်ကြီးကိုယ်တိုင်ကပေးခဲ့တယ်လို့ဝေကြီးတော်ဦးနှင်းကိုယ်တိုင်ကကြေညာထားတယ်ဆိုတော့လက်ရှိမှာမောင်သာချိုးလို့လို့ထင်းလင်းဦးတို့လို့ဘေလူဝါတို့လို့စာပေဟောပြောခွင့်ရှိမှာပြောနေတယ်လို့ပန်လေးပြာနက်ကမရှိဘူးဆိုတာက သူတို့ကိုယ်တိုင်ဘုတ်တုတ်ကိုအမောတင်လုံးပြီးစစ်တပ်မုံကြီးရေလုံနေတဲ့တည်အမှားတွေပါဖြစ်တယ်။သူတို့မှာကျွေးတင်းကားပြားတွေတောင်စီးကရက်ဘူးတဘူးအပြည့်စာ သူများကိုလက်ဆောင်ပေးနိုင်တဲ့ပိုင်းဆိုင်မှုတွေရှိတယ်။ဒါကလည်းကျမတို့သင်္ကန်းစာယူရမယ့်အချက်တစ်ချက်ဖြစ်တယ်။ဘုတ်တုတ်ကြောင့်ပြီလို့ဂလုံးစောကြောင့်ပြောမယ်ဆိုရင်ဂလုံးစောကြီးနိုင်ရုံဝင်ဖြစ်စဉ်ကားတော့အင်္ဂလန်ကိုတွောက်ပြီးတော့ဝင်းစတန်ချာချင်းနဲ့တွေ့ဆုံပြီးမြန်မာပြည်လွတ်လည်ရေးတောင်းခဲ့တယ်။ဒါပေမဲ့သူမရဘူး။ခလုံးစောအရင်ဆုံးသူတွောက်ပြီးလွတ်လည်ရေးတောင်းတယ်မပေးဘူး။ နောက်မှဘိုးချုပ်အောင်ဆန်တက်လာတယ်လွတ်လပ်ရေးသွားတောင်းတယ်ကြားတယ်အဲ့ချိန်တုန်းကဒီနေရာမှာတစ်ခုရှိသေးတာကဘိုးချုပ်အောင်ဆန်ကဘရင်ခံရဲ့အမှုဆောင်ကော်မတီမှာဝင်ကြီးချုပ်ရာတို့နော်ဘရင်ခံပြီးရင်သူရာတို့အကြီးဆုံးဝင်ကြီးချုပ်ရာတို့ယူခဲ့တယ်အဲ့ဒီချိန်တုန်းကအဲ့ဒီဖြစ်တဲ့နေပတ်သက်လို့လက်ရှိမှာစာရေးဆရာတို့စာပေဟောပြောခွဲတို့ကဘာပြောလဲဘိုးချုပ်ကဘောင်းမီကိုချုပ်ပြီးတော့စစ်ပောင်းမီကိုချုပ်ပြီးတော့စစ်တပ်ကအားယူပြီးနှုတ်ထွက်ပြီးတော့နိုင်ငံရေးကိုပြောင်းခဲ့တယ် ပစိုးဝက်ခဲ့စိတ်ရည်ကိုစိတ်ကုန်သွားလို့နိုင်ငံရေးလုတ်တယ်ဆိုတဲ့ဝါဒမိုက်တိုက်အမှန်တကယ်တော့အချိန်လေးပေါ်မူတည်ပြီးတော့စိတ်ရည်ကနှုတ်ထွက်ပြီးတော့စစ်တပ်ကနှုတ်ထွက်ပြီးတော့ဖားစားပါလာဥက္ကရာနှုတ်ထွက်ပြီးတော့ဘရင်ခံအမှုဆောင်ကော်မတီမှာအရက်ဝဲပစိုးဝက်လိုက်တယ်တကယ်လို့အဲ့ဒီလိုနိုင်ငံရေးနီးလန်းနဲ့အဆင်မပြေရင်စိတ်ရည်နီးလန်းနဲ့ပြန်တိုက်ဖို့အတွက် BIE ကိုဖျက်ပြီးတော့ပြည်သူရဲဘော်ဆိုပြီးဗိုလ်ချုပ်အောင်ဆိုင်ကပြည်သူရဲဘော်တပ်ဖွဲ့ဖွဲ့ထားတယ်ဒါကို ဆာရေးဆရာကြီးဂျာဘီဟိုဘွေဟိုဘွေတွေကထိန်ချန်ထားတဲ့အတွက်လက်ရှိမှာဂျီဆက်ဆိုတဲ့လူတွေလမ်းမလာလွဲနေကြတယ်လမ်းမနေကြတယ်စိတ်မကောင်းမှုတစ်ခုကောင်းတာကလက်ရှိမှာဂျီဆက်ဆိုတဲ့လူတွေထဲမှာ PDS ဆိုတဲ့လူတွေထဲမှာဆရာဝင်လောင်းနေအင်ဂျင်နီယာလောင်းနေကျောင်းဆရာလောင်းနေတကယ်စာတတ်ပေတဲ့လူငယ်တွေအများကြီးပါတယ် PDS တွေစာတတ်တယ်ဂျီဆက်တွေစာတတ်တယ် ဒါပေမဲ့အဲ့ဒီ PDF နဲ့ခြေစက်ကိုနောက်ွယ်ကမြောက်ပင်ပေးနေတဲ့ကျိုးကင်ပေးနေတဲ့ကောင်တွေကဆယ်တန်းတော့မအောင်တက္ကသိုလ်တစ်ခုကဖွဲမရပဲနဲ့ဒါညီမသွားပြီးအလုပ်လုပ်နေတဲ့လုပ်သမားတွေစင်ကာပူမှာသွားပြီးအလုပ်လုပ်နေတဲ့လုပ်သမားတွေဂျပန်မှာသွားပြီးအလုပ်လုပ်နေတဲ့လုပ်သမားတွေအဲ့ဒီလုပ်သမားတွေကနောက်ွယ်ကမြောက်ပေးနေတယ်ဆိုတော့ပညာတတ်တဲ့ဂျီဆက်နဲ့ PDF တွေကိုနောက်ွယ်ကပညာမဲ့တွေကျိုးကင်ပြီးတော့အဲ့ဒီလိုဝါးရမ်းမိုင်းနေတဲ့အတိတ်သမိုင်းမျိုးရောထွေးပြစ်ခဲ့ကြတယ် ဆိုတော့ဒါကဇာခဆက်မီတို့ပြောတဲ့အချက်တစ်ခုဖြစ်တယ်။ဟုတ်ပြီ။ဥစောကလွတ်လည်ရေးသွားတောင်းနေမရဘူး။အပြန်ခီးစမှာတိုက်ဆိုင်စွာပဲတကပါလုံးကဖိတိတ်တော်အောင်ကြောက်ရတယ်။အင်္ဂလိပ်တွေကိုအမေရိကန်တွေကိုဂျပန်တွေကဘုံရဲပြီးတော့စစ်ကျင်လာတယ်၊စိန်ခေါ်လိုက်တယ်။ဆိုတော့ဥစောကလည်းပေါ်တူဂီနိုင်ငံကိုဝင်ပြီးတော့ဂျပန်အတန်ရာရှိနေတွေ့ပြီးတော့ငါတို့မြန်မာပြည်လေအင်္ဂလိပ်ကိုပြန်နိုင်မယ်။အဲ့ဒီခါကျရင်ခမားတို့တွေစစ်ရေးအကူအညီပေးနိုင်မလားလို့တွားပြီးကူညီတောင်းခဲ့တယ်။ เนาะဒီနေ့မှာတချို့ပြောကြတာကအပြန်ရအမေရိကန်ဝင်နေဆိုတာမှားတယ်ပေါ်တူဂီနိုင်ငံကိုဝင်ပြီးတော့ဂျပန်တန်ယုံကတန်ရာရှိနေတွေ့ပြီးအဲ့ဒီလိုကိုနေတောင်းတယ်ဒါပေမဲ့အဲ့ဒါကိုအင်းလီထောက်လန်ရေးကသိရှိပြီးတော့ခလုံးကျော်ကိုဖမ်းဆီးထောင်ချလိုက်တယ်ဆိုတော့အဲ့ဖမ်းဆီးခံရတဲ့အချိန်မှာထောင်ထဲမှာကျမ်းမာရေးချုပ်တဲ့လို့တေဆုံးခံမယ်ဆိုရင်ခလုံးကျော်ကလူလက်ရေးတမိုင်းမှာဟီးရိုးဖြစ်မှာတည်ကြတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ထောင်ကနေလွတ်လာတယ် ထောင်းနဲ့လွတ်လာတဲ့အချိန်မှာဗိုလ်ချုပ်အောင်ဆန်းကတကယ်အနိုင်ငံအဓိပတိဖြစ်နေတယ်။နော်ဗဟင်ခံမှုကောင်ကော်ရီမာဝန်ကြီးချုပ်ဖြစ်နေတယ်။အဲ့ဒီအချိန်တုန်းကဂျပန်နေထွက်ပြီးတော့အင်္ဂလိပ်တွေဒုတိယအချိန်ပြောင်းဝင်တဲ့အချိန်မှာဗဟင်ခံစာတော်မှဆွေကစင်မလာစကုပ်ပြူစာတန်းကျင်းရတယ်။စင်မလာစကုပ်ပြူစာတန်းဆိုတာကမြမပြူကိုအပြိဝလွတ်လည်ရေးမပေးဘဲနဲ့နော်ပထမတော့ဆိုလို့ရှိရင်ဒီဒိုမီနီယန်အဆင့်မပေးဘူးကွာဒိုင်ယန်ကီအုပ်ချုပ်ရေးဝင်ကိုးစားတာနာအုပ်ချုပ်ရေးတို့ပထမအဆင့်ဒါပထမအုပ်ချုပ်စဉ်အခါတော့ဒုတိယပြောင်းဝင်လာတဲ့အချိန်တုန်းကလည်းပဲ ဆင်မလာဆက်ကူပြူစာရင်းကိုကျင်ညာပြီးတော့မြမပြီးမှာကျမတို့မြမပြီးကိုအင်္ဂလိပ်တွေရဲ့ကြုံပေါ်မှာဆက်ပြီးထားရှိမယ်ဆိုပြီးတော့ကျင်ညာတယ်။နော်အဲ့ဒီမှာပဲဒုတိယချင်းပြောင်းဝင်လာတဲ့အင်္ဂလိပ်တွေကဘိုးချုပ်ကိုအာနာနဲ့၆တာရှိရဲ့နေရာနဲ့၆တာရှိရဲ့အာနာနဲ့၆တာဆိုလို့ရှိရင်ဂျပန်ခေတ်တော့ကဒီအင်္ဂလိပ်အလိုတော်ကြီးပေါင်မျိုးနယ်ကတလားတကြီးကိုဘိုးချုပ်အောင်ဆန်းကမုတ်တမဘောလုံးပဲမှာတက်ခဲ့တယ်မှု ဒီအမှုကိုကြောင်းပြပြီးတော့ဗိုလ်ချုပ်ကိုဖမ်းဆီးမယ်ဆိုပြီးတော့အာဏာနဲ့ချုပ်ထောင်မျိုးကြီးရှိတယ်။အဲ့ဒီလိုမျိုးတွေဖြစ်နေတဲ့အချိန်မှာဦးစောထောင်ဝလွတ်လာတယ်။ထောင်ဝလွတ်လာပြီးတော့ဦးစောကလည်းပဲဂလုံးတက်ဗိုလ်ချုပ်အောင်ဆိုင်ဒီပြည်သူရဲဘော်တက်အဲဒုဗမာစီရင်ဝန်တခင်လို့ဆိုရင်တမနီတက်အကုန်လုံးကစစ်တပ်တွေကိုပိုင်တက်တီရှိတယ်။အဲ့ဒီမှာဂလုံးဦးစောဒီဘင်းခံနဲ့တွေ့ပြီးအပြန်လုံးကြံခံရတယ်။မျက်လုံးအောက်ကမျက်လုံးတက်တဲ့ဥမှန်အောင်မို့မျက်လုံးအောက်ကိုကားမှန်ထိပ်ပြီးတော့ မျက်လုံးထိခိုက်တဲ့ရရတဲ့အတွက်အိန္ဒိယနိုင်ငံကိုသွားပြီးဆေးကုသလိုက်ရတယ်ကျွန်တော်အဲ့ဒီဆေးကုသတဲ့ကာလမှာလည်းတည်သွားခဲ့တယ်။လုံခြံတဲ့ကာလမှာတည်သွားရင်လည်းပဲဂလုံးစော့ကဟီးရိုးဖြစ်အောင်မယ်။ဒီလုံခြံမှုနဲ့ပတ်သက်လို့ပြည်သူရဲဘော်ယူနီဖောင်းဝတ်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့တပ်သားတွေကပြည်သူရဲဘော်ယူနီဖောင်းပုံစံဝတ်ပြီးတော့လုံခြံလဲဆိုတာမျိုးပါတယ်။ဆိုတော့လက်ရှိမှာလည်းပဲဒီလိုဖြစ်နေနေရှိတယ်။ဥပမာစစ်တပ်ယူနီဖောင်းတွေဝတ်ပြီးတော့ရွှေဆိုင်တွေမှာဓားများတိုက်တဲ့ဟူးမျိုးလို့ပေါ့လေ။ဘယ်သူကမှဥပမာ ကျောင်းဆရာတယောက်ကအကျောင်းဆင်းတဲ့အချိန်မှာအဖြူစင်းဝတ်စုံဝင်ပွက်ပြီးတော့အရက်ဆိုင်သွားပြီးအရက်မသားကိုတီးကြတယ်သူရှင်ကြီးဖောင်းဖို့သူနေစားတယ်ဆိုတော့ဒဲပြီသူရဲဘော်ဆိုရင်လည်းပဲပြီးသူရဲဘော်ယူနီဖောင်းဖို့ပြီးတော့ခလုံးစောကိုမလုံးချန်တော့တီးကြတယ်ဒါဆိုရင်ရှင်းမှပြောစရာပြောခဲ့တယ်လို့ပြောဘူးဘုချုပ်ကကိုမျိုးနဲ့ငွေသက်ရှိတဲ့တွဲဆိုရှယ်လက်ကရန်ကုန်ဘားဆိုတို့ကတဖက်လင်းနဲ့ဦးဆက်ကိုလောက်ချင်ပြီးရန်တိုက်တယ်ဆိုတာမျိုးတွေလည်းမှတ်ချက်ချလို့ရတယ်နောက်တော့တကားခလုံးစောပြန်ပြီးတော့ဘုချုပ်အောင်ဆောင်ကိုလောက်ချင်တယ် အဲ့ဒီမှာအဓိကချက်အတွင်းဝင်ရုံးမှာအရှိဝဲလုံးနေတဲ့ချိန်မှာပေါ်တင်လုံးကြံတက်ဖြစ်လိုက်တာဒီမှာမှာတာမန်လူတယောက်ဆိုရင်တော့မှကိုကအဲ့လိုပြမှုကျူးလွန်လိုက်ရင်ကျူးလွန်တဲ့လူနဲ့ပြစ်စီလူတက်တဲ့ပြစ်စီတက်တဲ့တွေကိုဖောက်ဖျက်ရမယ်ဖျောက်ဖျက်ရမယ်ဆိုတာတာမန်လူတယောက်ကတော့သိတယ်ခလုံးစောလူလူကမသိကြအကြောင်းရှိဘူးနောက်ဆုံးအတွင်းဝင်ရုံးမှာသွားပြီးလုံးကြံမယ် နောက်ဇူလိုင်16ရက်နေ့အာဇာနည်နေ့လောက်ကြံနေလောက်ကြံပြီးလို့ရှိရင်အဲ့ဒီလက်နက်တွေတနက်တွေကိုရန်ကုန်မြစ်ထဲကိုသွားလှုပ်ပြပြီးတော့လက်စာဖျောက်လိုက်လို့ရှားတယ်။ဒါပေမဲ့အဲ့ဒီလိုမလုပ်ဖက်နဲ့ဒီလူတက်တွေသူ့ရဲ့တပည့်တွေရောပစ္စည်းတက်တွေတနက်တနက်တွေရောဦးစောကသူ့အိမ်မှာထားပြီးတော့သူ့ကိုလာဖမ်းတာကိုအိမ်မှာဝီစကီတောက်ပြီးငိုတုတ်တိုင်ဆောင်းနေတယ်။ဒီချက်ကျွန်တော်တို့စဉ်းစားရတယ်။အိမ်မှာဝီစကီတောက်ပြီးငိုတုတ်တိုင်ဆောင်းနေတယ်။ဖမ်းတော့လဲပဲအိမ်ရာလေးတွေဆောင်းနေကောင်းနေတာဆိုပြီးတော့ထိုင်ထဲမှာဖမ်းကြလိုက်တယ်။ ။ဆိုတော့ဒီနေရာမှာတချို့ကပြောလိုက်တယ်။အာတချို့ကအင်္ဂလိပ်တွေကဂလုံးစောကိုမလုံပေးတာတယ်။ဘိုးချုပ်ကိုလုံချံပေးရင်သူ့ရာထူးပေးမယ်ပြောလို့။အိမ်မှာပဲငုတ်တုတ်ထိုင်ဆောင်နေတယ်ဆိုတာမျိုးရှိတယ်။ဒါပေမဲ့ဂလုံးစောကိုယ်တိုင်ကသူ့ကိုယ်တိုင် လုံချံပြီးတော့တမင်တက်တည်မဖြောက်ဖက်ဖဲနဲ့တမင်ဖားခံပြီးတမင်အတက်တမင်အဖမ်းခံပြီးတော့တမင်ကျိုးတင်တက်ခံလိုက်ပြီးခင်နိုင်တယ်။ဘာလို့လဲဆိုတော့ဘိုးချုပ်ရဲ့အောင်ဆိုင်အတ္တိစာချုပ်ကိုလက်မှတ်မထိုးတာဂလုံးစောတယောက်တည်းမဟုတ်ဘူး။ ဒီအကြောင်းကိုတော်တော်များများမသိကြဘူး။သိတဲ့လူတွေကမပြောကြအောင်ဖုံးပြထားကြတယ်။အောင်ဆန်းအတလီစာချုပ်ကိုလက်မှတ်မထိုးတာဘိုးချုပ်အောင်ဆန်းရဲ့အောင်ဆန်းအတလီစာချုပ်နော်။အောင်ဆန်းအတလီစာချုပ်မှာဆိုရှင်အဲကျွန်တော်တို့မြန်မာပြည်ကိုအပြည့်အဝလွတ်လပ်ရေးမပေးဘူး။ဒိုမီနီယန်စစ်အာဏာပေးမယ်။ပြီးရင်တိုင်းမျိုးပြည်ကိုလွတ်တော်ခွင့်မယ်။ပြီးရင်ဒီမနဲ့တောင်နဲ့ပူးတွဲပြီးလွတ်လပ်ရေးယူရမယ်ဆိုတဲ့အချက်။အောင်ဆန်းအတလီစာချုပ်ဂလုံးစောကလက်မှတ်မထိုးဘူး။အဲ့ဒီလိုပဲတခင်ဘားစင်ကလည်းလက်မှတ်မထိုးဘူး။ ။တကယ်မဆိုင်ဆိုရင်အောင်စားတလီစာရုပ်ကိုလက်မှတ်မထိုးတဲ့အပြင်အဲ့ဒီမှာကလုံး sorry ကလုံးစောကအဲ့တုန်းကကျမ်းမာရေးပညာရေးဝင်ကြီးပညာရေးနဲ့လူသားကြံပေးဝင်ကြီးတခင်ဖဆိုင်တည်လေဘိုးကျော်အောင်ဆန်းရဲ့ဝင်ကြီးချုပ်ရဲ့လက်အောက်မှာယာတူးအမြင့်ဆုံးတခင်များလိုပါပြည်ထရေးဝင်ကြီးတခင်ဖဆိုင်ကလည်းဝင်ကြီးဝင်ကြီးယာတူးကတော့တခါရဲ့နှုတ်ထွက်လိုက်တယ်အဲ့ဒီလောက်ထိပြင်းပြင်းထန်ထန်ကြောက်ွက်တာလက်မှတ်မထိုးတဲ့ပြင်ယာတူးကပါနှုတ်ထွက်လိုက်တယ် ဆိုတော့ဒီအောင်ဆန်းဒလီစာချုပ်ကိုမကြိုက်တာခလုံးစောတယောက်တည်းမဟုတ်ဒီလိုမျိုးစန့်ကျင်နေတဲ့ဓာတ်တွေကဘကြုတ်ကအောင်ဆန်းဒလီစာချုပ်ကိုထပ်ပြီးတော့အကောင့်ထဲပေါ်နေတဲ့အတွက်လုံးကြပါတယ်ဘကြုတ်အောင်ဆန်းလည်းတည်ပြီးတော့ခလုံးစောလည်းချုပ်ပြီးကွက်မြတ်ခံရတယ်နော်ဆိုတော့ကအဲဒီအောင်ဆန်းဒလီစာချုပ်ပြီးတဲ့အခါမှာလက်ရပြင်းမဲ့စာချုပ်နော်ဥရဒလီစာချုပ်စာချုပ်သုံးခုချုပ်ပြီးတော့မြန်မာပြည်လွတ်လည်ရေးရတယ်အဲဒီမှာစီရောချီအဖြစ်ကျမတို့မြန်မာနိုင်ငံကရွှေတင်းကားတွေပေါ်ရွှေတင်းကား380ကျော် ကျန်ွေဘလောက်ဆိုပြီးတော့စိတ်ရောကျင်းနေနဲ့ကျမတို့ကပေးဆောင်ရမယ်ဆိုတော့နောက်လွှဲရေးပြီးပြီးတော့နိုင်ငံတော်ကိုထမ်းဆောင်တဲ့အခါမှာဥနေဝင်ဆိုတာလက်ထက်မှာအဲ့ဒီမှာဒီစာချုပ်သုံးခုရပေးရောရမယ်အကျွေးဒီကိုပေးစရာမရှိတဲ့အတွက် ADC နိုင်ငံနော် League Development Countries စီရဲစီရဲတဲ့နော်ခွင့်ပြုတတ်မှုနည်းတဲ့စီရဲမွဲတည်တဲ့နိုင်ငံစီရဲမွဲတည်တဲ့စိတ်ကြီးပြောမယ်ဆိုရင်တော့လူစီရဲစီအမိခံလိုက်ရတယ် ဦးလီဝင်လက်ထက်မှာ NTC နိုင်ငံလေး development country အမည်ခံပြီးတော့စည်ရင်းလျှောက်လိုက်တာစည်ရင်းသားအဖြစ်ခံယူလိုက်တာကဦးလီဝင်တို့ဆက်ဆိုးရရဲ့အသုံးမချမှုကြောင့်မဟုတ်ခင်နဲ့ဒီစိတ်ရောကြီးအောင်စန်းတယ်လီနုအတလီလက်ရဖရီမင်းဆိုတဲ့စားကျုပ်သုံးခုပါစိတ်ရောကြီးတွေကိုမပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာလေးကိုလည်းပဲကျမတို့တွေကတမိုင်းတင်ငန်းစာဖြစ်မှတ်ယူဖို့လိုအပ်ပါတယ်